ဒီဒီချိန်မှာ USC ရဲ့ဦးစားပေးခြင်းကိုခံရဖို့များနေတဲ့ Joshua Ban ပရင်းသမားအလုံးမဲမိလာအများဘလူးလိုင်းကင်းကနေပြန်လဲကြိုးစားလိုက်ပါရင်မြန်မာခုံဆောင်ချင်းတိုင်းရင်းသားလေး Joshua Ban ကတော့သူ့ရဲ့စွမ်းဆောင်ရည်ခေါင်းနေကြောင်းဒူပါဝင်ရှင်ပြိုင်နေတဲ့ Flyweight တန်းမှာ Ranking 14ခုတော်မှာရောက်ရှိရပ်တည်လာနိုင်ခဲ့သလိုအခုလာမယ့်ပြိုင်ပွဲမှာလည်း USC ရဲ့ဦးစားပေးမှုကိုခံရဖို့အခြေအနေကောင်းနေပါရင် USC ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ကြားတဲ့ပွဲစဉ်တွေကိုအတန်းစားသုံးရက်တတ်မှတ်ရှင်ပြိုင်စေလိမ့်ရှိတယ်ပါရင် အာလီပရီလင်းလို့ခေါ်တဲ့အစောပိုင်းပွဲစဉ်တွေပါဝင်ပါတယ်ဒီပွဲဒီမှာကပြိုင်ပွဲကိုဝင်အားပြေးကြတဲ့ဖိုင်တာတွေရဲ့ပွဲစဉ်တွေကိုတတ်မှတ်ထားရှိကြတာများပါတယ်အဲဒီနောက်မှာတော့ preliminary cut ပြိုင်ဆိုင်တွေကိုအရှင်းပြန်ကစားစီပါတယ် prelan လို့လည်းခေါ်တဲ့ဒီပြိုင်ပွဲတွေကတော့ပမာဏပွဲအစဉ်တွေလို့သတ်မှတ်ပြီးဒက်စွမ်းကောင်းရှိပြီးတလန်းရှိတဲ့ fighter တွေရဲ့ပွဲအစဉ်တွေကိုထားရှိပါတယ်နောက်ဆုံးတစ်ခုကတော့ main cut ပွဲအစဉ်တွေဖြစ်ပါတယ်ပြိုင်ပွဲအဓိကကောင်ပွဲတွေကိုခေါ်ဆိုလာဖြစ်ပါတယ် main cut ထဲမှာတော့ main event ကောင်ပွဲတွေလည်းပါဝင်ပါမယ်ကို main event ဒုကောင်တွဲဆိုင်တွေလည်းပါဝင်မယ်နောက်ပြီးရုပ်ပွဲတွေလည်းပါဝင်ပါမယ်။ခေါင်းတွဲဆိုင်၊ဒူးကောင်တွဲဆိုင်ဆိုပြီးတတ်မှတ်မှခံရပေမယ့် main card အထဲကိုဝင်အောင်ရှင်မြိုင်ခွင့်ရရှိတဲ့ပွဲစဉ်တွေလည်းရှိပါသေးတယ်။ ဘန်ကတော့ USA 31စစ်မှာမှာဘရာဇီးဖိုင်တာဘရူနိုဆေးဝါနဲ့ထိုးအောင်ပါပါဒီလာထဲမှာအရင်စင်ပါဖြစ်မှာက USA 315ဖြစ်ပါတယ် USA 315အတွက်ကတော့ main gun ပရီလင်ကန်နဲ့အားလီပရီလင်ပွဲစဉ်တွေကိုတင်းတင်းချာချာသတ်မှတ်ထားရှိပြီးပြီဖြစ်ပါတယ်ဘန်တို့ရဲ့ USC 31စအတွက်တော့ဒါမျိုးမသတ်မှတ်ရသေးပါဘူးဒါပေမဲ့လက်ရှိအချိန်မှာပွဲကိုဆင်ထားပုံရဘန်က main cut ကောင်းစင်အောက်ကနေပါဝင်ရှင်ပြိုင်ခွင့်ရရှိဖို့များနေတယ်လို့မြင်မိပါတယ်